င်းကတော့အရွယ်တင်ပြီးတော့နုပြိုလှပကျင်ကြပါတယ်။တက်ရဲကြီးလာတာနဲ့အများပို့ပြီးရောလှကျင်ကြတယ်ပို့ပြီးရောနုပြိုကျင်ကြတယ်။ဒါပေမဲ့နေ့စဉ်ပြုံမှုနေထိုင်နေတဲ့ကိုယ့်ရဲ့ lifestyle တွေကကိုယ်သတိမထားမိပဲကိုကိုကိုအရွယ်ကြအောင်ဖြည့်ဆည်းနေမိတတ်ပါတယ်။ဒီနေ့မှာတော့အမျိုးသမီးတွေအရွယ်ကြတာမြင်စေတဲ့အဓိကအချက်၅ချက်ကိုတခြားလေးပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ Hello အားလုံးပဲမင်္ဂလာပါရှင်ပူပူ YouTube Channel လေးရနေအားလုံးကြိုဆိုလိုက်ပါတယ်အလှပစမ်းမာရေးနေဘဝအာမင်းပျော်ရှင်တဲ့အကြောင်းအရာလေးတွေကိုအမြဲတမ်းဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပူပူ YouTube Channel လေးကိုလည်း Subscribe လုပ်သွားဖို့အကြံပြုချင်ပါတယ်ဒီ channel အကြောင်းအရာများရှင်လည်း comment လေးမှာမေးသွားလို့ရပါတယ်နော်ဒီနေ့မှာတော့အမျိုးသမီးတွေကိုအရွယ်ကျမြန်စီရဲ့အဓိကအချက်50ကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ Okay အဲဆိုဒီနေ့ဗီဒီယိုလေးကိုစလိုက်ကြမယ်။နံပါတ်1အိတ်မပြောခြင်း အေးပြတ်တာများခြင်းအေးနေတာကအသက်အရွယ်ကိုကျစေတဲ့အဓိကအရာဖြစ်ပါတယ်အေးဝမှာအိတ်ထားအိတ်ပြော်တာတွေက ကိုယ့်ရဲ့သွေးလက်ပတ်မှုအားကောင်းပြီးအသားအရေလှပါခြင်းနဲ့နှလုံးနဲ့လှုပ်ရှားမှုအတွက်အရေးကြီးဆုံးအရာဖြစ်ပါတယ်ဒါကြောင့်မလို့အိတ်မပြော်လို့ဆိုပြီးတော့တညာလုံးဆိုရှယ်မီဒီယာကိုပဲ သုံးနေရပဲဖြစ်ဖြစ်ဂိမ်းထိုင်ဆုံးနေရပဲဖြစ်ဖြစ်အကြလာရင်အမျက်ကွင်းညိုတာလေးအသားအရင်ညဉ့်ညမ်းတာတွေဖွေးလက်ပတ်မှုကိုကောင်းစွာအလုံးလုံးနိုင်တာကြောင့်စက်မရည်ပါထိခိုက်လာနိုင်ပါတယ်တခါတလေမှာအလုံးများနေလို့ဆိုပြီးတော့အေးရင်နေတဲ့အခါတွေရှိကောင်းရှိနိုင်ပဲဒီအရာကတောင်းဖြစ်နေတယ်လို့ထင်ရပေမဲ့ခုခဏအတွင်းပိုင်းနဲ့အသက်အရွယ်နှုတ်ပြမှုတွေကိုတဖြည်းဖြည်းနဲ့ဆုံးရှုံးသွားစေပါတယ်။နံပါတ်2စိတ်ဖြစ်စီမှုများခြင်း စိတ်ပြင်းမှုများနေတာတွေကဘေးလူတွေမတိနိုင်ပေမဲ့ကိုယ့်ရဲ့ကိုယ်ခန္ဓာနဲ့ရုပ်ပိုင်းဆိုင်ရာအပေါ်မှာအများကြီးအကျိုးသက်ရောက်မှုရှိနေပါတယ်။စိတ်အေးချမ်းတဲ့တက်တောင်တက်တာနေထိုင်တတ်တဲ့အမျိုးသမီးကတည်ငြိမ်ရင်းချက်တဲ့အလှနဲ့နှုတ်ပြိုစေပဲ။ဒါကြောင့်မလို့အရွယ်အကျမစောရအောင်လို့အကောင်းမြင်စိတ်ကလေးထားပြီးတတောင်တတာနဲ့စိတ်အေးချမ်းရှိမျိုးတက်ဖို့လေ့ကျင့်ကြည့်ပါ။နံပါတ်3အစာအတောင်မစင်ကျင်တာမမှန်တာ အရွယ်အကြဆိုးတဲ့အမျိုးသမီးတွေအများစုမှာဆိုရင်တဲ့အစာအတောက်ကိုမမှန်တာတွေမစင်ကျင်တာတွေကြောင့်မှာအချိုကဲလွန်းတာအစီများတဲ့အစာအစာတွေစားတာငံလွန်းတာဒါတွေကဆဲဒမက်စ်ဖြစ်စေပြီးတော့အသားအရည်ကိုအိုမြန်စေပါတယ်။ကိုယ်ရဲ့ကျန်းမာ နုပြိုနေတဲ့အသားအရည်ကိုဖျက်ဆီးနေတဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ဆိုတော့အသားအရည်ကိုစုပြေနုပြိုနေစေဖို့အသီးအနှံအရွယ်စိမ်းအိုမီဂါ3နဲ့ရည်မြတ်မြတ်တောက်ပေးဖို့လိုအပ်ပါတယ်။ နံပါတ်လေးလှုပ်ရှားမှုရှိအောင်နေပါ အလှအပါဆိုတာကတသက်မျက်နှာပေါ်ကြီးပဲတက်ရောက်နေတာမျိုးမဟုတ်ပါဘူးကိုယ်ခန္ဓာကိုယ်ကိုစနစ်တကျလှုပ်ရှားနိုင်တဲ့ဆိုရင်လက်ပတ်မှုကောင်းလာပြီးတော့အရွယ်နဲ့အတူလှပနှုတ်ပြခြင်းတွေကိုရရှိမှာဖြစ်ပါတယ်။သွေးလက်ပတ်မှုနည်းလာတဲ့အခါမှာအစာအာဟာရတွေကလည်းဒီလိုအရေးပြားလေးအထိမရောက်ဘူး။မျက်နှာအသားအရည်ကလည်းညှင်းညမ်းလာပြီးတော့အရွယ်ကျမြန်စေပါလေ။ အကိုလေးလှူရှားမှုလေးချိန်ကလှူထားမျိုးကိုတပတ်မှ၃ရက်လောက်ပဲလှူလိုက်မယ်လို့မဟုတ်ဘဲနဲ့နေ့စဉ်ပုံမှန်နေ့တိုင်းမိနစ်၃၀လောက်အကိုလေးလေးချိန်ကလေးပုံမှန်လေးလှူသွားမယ်ဆိုရင်အရွယ်ကြာချင်းကိုထိမ့်ပေးပါလေ။နံပါတ်၅အပြုံးနယ်နေခြင်းဒီချက်ကလေးကအရန်ကိုကြိုက်တဲ့အချက်ကလေးပါ။ Okay အပြုံးမရှိခြင်းကဒီလိုစိတ်ဖြစ်စည်းမှုကိုလည်းတိုးသွားစေတယ်လို့ပါ။အသွေးလက်ပတ်မှုကိုလည်းနည်းစေပါတယ်။ အပြုံးတစ်ချက်က အရန်ကိုတက်ဖို့ရှိပါတယ်အခုရဲ့အေးချမ်းမှုနဲ့ဟော်မုန်းဘေးလစ်ကိုလည်းကောင်းမွန်လာစေပါတယ်အပြုံးနဲ့နေတဲ့သူတွေကတကယ်လည်းပဲအရွယ်ကျခြင်းကိုနောက်ကျစေပါတယ်အရွယ်ကျသွားတယ်ဆိုတာကအသက်ကြီးသွားတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာစိတ်ဓာတ်နဲ့ကိုယ့်အတွင်ပိုင်းအပေါ်မှာမူတည်ပါတယ်တက်တောင်တတာစိတ်အေးချမ်းချမ်းနဲ့အကောင်းမြတ်စိတ်ရှိပြီး lifestyle ကိုတခြားလေးထိမ့်သိမ်းနိုင်တဲ့အမျိုးသမီးတစ်ယောက်က အခုလက်ရှိရောက်နေတဲ့အသက်ကိုမထင်ရလောက်အောင်လှပနုပြိုခြင်းတွေကိုပိုင်ဆိုင်နိုင်တာဖြစ်ပါတယ်လို့ပြောရင်လည်းဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နော်။ Okay အထက်ပါပြောသွားတဲ့အချက်၅ချက်ကိုတခြားလေးပြုလုပ်ပြီးတော့ lifestyle ကိုချိန်လိုက်မယ်ဆိုရင်တော့အရွယ်ကြမြင်သွားတဲ့အထဲမှာကိုယ်ပါတော့ပေါ့နော် โอเควิดีโอလေးကိုအဆုံးထိကြည့်ပေးတယ်တူတူယောက်ချင်းဆိုင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။အထက်ဗီဒီယိုတပုတ်အနေနဲ့ဘလို့အကြောင်းအရာလေးတွေကိုတင်ဆက်သွားမလဲဆိုတာသိရအောင်လို့ပို့ပို့ YouTube Channel လေးကိုလည်း Subscribe လုပ်သွားအောင်အကြံပြုချင်ပါတယ်။သိချင်တဲ့အကြောင်းအရာများရှင်လည်း comment လေးမှာမေးသွားလို့ရပါတယ်နော်။ကျမ်းမာပြောရှင်တဲ့နေ့ရက်တိုင်းကိုပန်းဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီညမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်။အားလုံးနှုတ်ဆက်လိုက်ပါတယ်။အားလုံး bye bye ပါ